ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြမ UR လက်ဝဲကိုအစင်တမ်းမရှိဘူးလို့ဝေဖန်ခဲ့တဲ့ Fighter တဝီရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် Point Championship Benaway တန်းမှာမွေထိုင်းပွဲတွေထိုးသက်နေတဲ့နမဲကျော် Fighter တဝီကိုပြိသတ်အားလုံးသိကြမယ်ထင်ပါတယ်ပကြခင်မှာမြမကုံဆော Fighter ကြီးဆိုလင်းဦးနဲ့လည်းရင်ဆိုင်ထိုးသက်သွားရတော့မှာဖြစ်ပါတယ်သူကတော့ Beating Fighter ကြီး Liam Harrison ဖြစ်ပါတယ် Liam Harrison မြမပြိသတ်တွေကြားမှာရေပန်းစားခဲ့တဲ့ Fighter တဝီဖြစ်ပါတယ် သူဟာမြမယူရလဝိတ်ကိုပေါ်ပေါ်တင်တင်ဝေဖန်ခဲ့တဲ့ဖိုက်တာတူဖြစ်ပါတယ်။မြမယူရလဝိတ်ကအဆင်တန်းမရှိဘူး။လဝိတ်ဖိုက်တာတွေကဘလို့ဖြစ်ပါလဲဆိုပြီးသူကဝေဖန်ခဲ့တာပါ။ဒီလိုဝေဖန်တဲ့ကာလတုန်းကမြမယူရလဝိတ်အချို့မဖိုက်တာကြီးဒေဝကမင်းကိုဆိုးလုံးနဲ့ပွဲတက်ပေးခြင်းလဲဆိုပြီးပြောဆိုခဲ့ပါတယ်။လက်ရှိမှာတော့ဒေဝရဲ့ဆန္ဒအပြည့်ဝသွားခဲ့ပြီဖြစ်ပါတယ်။ ညီမ UR လက်ဝေးကျော်မဖိုင်လာကြီးဆိုလင်းဦးနဲ့ UR လက်ဝေးကိုပုံပြင်းဝေးပန်ခဲ့တဲ့ Liam Harrison တို့ကိုဒါမဲ့ August လမှာ American နိုင်ငံမှာကျင်းပမဲ့1173ပြိုင်ပွဲမှာ1 Championship ကပွဲတက်ပေးထားပါတယ်။ဒီပွဲမှာတော့ဆိုလင်းဦးကိုနိုင်ပွဲပုံနိုင်စေချင်ပါတယ်။ညီမ UR လက်ဝေးရဲ့မာဂုံ UR လက်ဝေးရဲ့ Fighter တွေရဲ့အသေးနဲ့ဇွဲကိုအားချောင်ထားတဲ့ Breeding Fighter ကိုသိစေချင်တာပါ။ DM Harrison ကတော့မကြသေးခင်ကအင်တာဗျူးတစ်ခုမှာလဲသူ့အနေနဲ့ဆိုလင်းကိုအေးအေးဆေးဆေးအနိုင်ယူနိုင်တယ်လို့ကြုံဝါထားပါတယ်။ ဖိုင်ဒန်နိုရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ပွဲရကော့ကိုအနည်းငယ်လေ့လာကြည့်ကြရအောင်ပါ။ Liam Harrison ကလက်ရှိမှာအသက်39နှစ်အရွယ်တောင်ရှိနေပြီဖြစ်ပါတယ်။2020ခုနှစ်ကထိုးသက်ခဲ့တဲ့နောင်ဦးနဲ့ထိုးသက်ခဲ့တဲ့ပွဲပြီးမှာဖိုင်ဒါဘောကနေအားယူပြီးလို့တောင်ပြောဆိုခဲ့တာပါ။2024ခုနှစ်စက်တင်ဘာလမှာတော့ Tynemel Fire ဆက်ဆံတဲ့ထိုးသက်ပြီး Fighter Bot ကိုပြန်လည်ဝင်ရောက်လာပါတယ်။ Liam Harrison 1မှာ6ပွဲသာထိုးသက်ထားပြီး2ပွဲနဲ့4ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။ ပွဲရကောရရောအသက်ရွယ်ရပါလီယမ်ဟာရီဆန်ကအကြပိုင်းကိုရောက်နေပြီလို့ပြောလို့ရပါတယ်။ဆိုလင်ကတော့အသက်33နှစ်ရွယ်သာရှိနေသေးပြီးဝမ်းမှာ6ပွဲထိုးသက်ထားပြီး3ပွဲနဲ့3ပွဲချွန်ရလက်ကိုပိုင်ဆိုင်ထားပါတယ်။ချုံနေခဲ့တဲ့3ပွဲမှာ2ပွဲကထိုင်းနေမဲ့တော့ဖိုင်တာဆက်ဆန်းနောက်တစ်ပွဲကလက်ရှိဘန်နဝိတ်တဲမွေထိုင်းဂျာပြတ်ချန်ပီယံနဗီတို့ကိုရှုံးနိမ့်ထားတာဖြစ်ပါတယ်။ရှုံးနိမ့်ခဲ့တဲ့ပွဲအလုံးကိုလည်းဒိုင်းအဆုံးပြည့်တွေနဲ့ကတ်ရှုံးတာပါ။ဒီချိန်မှလည်းနော်တော့အကြမခံခဲ့ရပါဘူး။ အဲ့ဒါကြောင့်ခန္ဓာရင်ပိုင်းမှာကိုဆိုးကြီးကိုပို့သားတယ်လို့ပြောလို့ရပါတယ်။ဆိုလုံးနဲ့ Liam Harrison တို့ရဲ့ပွဲကိုမှာတက်ကနစ်ပိုင်းရတော့ Liam Harrison ကအနည်းငယ်ပို့သားနိုင်ပါတယ်။ဒါလည်းဆိုလုံးကမြန်မာ UFC Lightweight Fighter တို့ဖြစ်တဲ့ကြောင့်တက်ကနစ်အကောင်းကြီးမရှိပါဘူး။ဒါကြောင့်မလို့ဆိုလုံးအနေနဲ့ဒီပွဲမှာသူသူချာချာပွဲကိုကင်တွယ်ကစားမယ်ဆိုရင်တော့ Liam Harrison ကိုနိုင်နိုင်ရည်ရှိပါတယ်။ Liam Harrison ကတော့သူ့တွေနဲ့ဆိုလုံးကိုအပိုင်နိုင်မယ်လို့ကိုတွတ်ထားပုံပါပဲ။ဘာကြောင့်ဒီလိုတွတ်ထားတယ်လဲဆိုတော့ကျွန်တော်လည်းသိချာမပြောပြတတ်ပါဘူး။ DM Horizon အနေနဲ့သူ့အနေနဲ့ဘယ်လိုဆွမ်းဆောင်ရည်ချပြအောင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ဆိုလင်ကတော့သူ့အနေနဲ့အကောင်းဆုံးပုံစံကိုချပြမယ်လို့ပြောဆိုထားပါတယ်။အဲဆိုလင်ကလည်းလက်ရှိမှာအကောင်းဆုံး training တွေကိုချင်းခတ်ပြင်ဆင်နေတာတွေ့ရပါတယ်။ညီမပရိသတ်တွေ truck ကတော့ထိပွဲကတကယ်ကိုညင်ခုံစရာကောင်းပါတယ်။မြန်မာ UR လက်ဝဲကိုပေါ်တင်ဝေပန်ထားတဲ့ fighter နဲ့မြန်မာ UR လက်ဝဲအချုံမော fighter ကြီးတို့ရဲ့ပွဲဟာဘလို့ပွဲကြံတဲ့ပွဲဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ပြည်သက်တွေနေနဲ့ရင်ခုန်စွာစောင့်ကြည့်ကြပါမှာပါ။ အဲ့ဒီပွဲကိုလာမယ့် August လမှာကျင်းပမယ်အမေရိကန်နိုင်ငံမှာကျင်းပမယ်1173ပြိုင်ပွဲမှာပွဲတက်ပေးထားတာတွေ့ရပါတယ် Fighter နှစ်ဦးလုံးပွဲမပြတ်ပဲပွဲကိုအေးအေးဆေးဆေးချင်းကပ်ကစားနိုင်ပါစေလို့ပဲဆန္ဒပြုပါတယ်မြန်မာ UL level အချို့မှာ fighter ကြီးနေနေလေမြန်မာ UL level ကိုဝေဖန်တဲ့ fighter ကိုမြန်မာ UL level fighter တွေအပဲဆွဲမာကုံတို့ကိုချပြစေကြပါလေရှင်တွေကနေလှလှလေးလေးဆိုးလင်းကိုလည်းနိုင်ပွဲပုံဖော်စေကြပါလေဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နာမည်နေဒီမှာလေး MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးတယ် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာ။အားလုံးပဲတာရင်ပြရှင်မယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။